မင်္ဂလာမနက်ခင်းပါရှင်။2025ခုနှစ်အောက်တိုဘာလ29ရက် Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမှမှ ကျမအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့တရားရေးဝန်ကြီးဌာနစည်ရေးဝန်ထမ်းများတင်တဲ့အမှတ်စဉ်တင်မြင်ဆောင်2025ကျင်းပပြီးစီးတဲ့သတင်းဖြစ်ပါတယ်။ရူသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနဂျာကာလာတရားစီရင်ဆိုင်ရာဦးစီးဌာနမှကြီးမှုပြီးကျင်းပတဲ့စည်ရေးဝန်ထမ်းများတင်တဲ့အမှတ်စဉ်တင်မြင်ဆောင်2025အောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့တရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အော်တိုဘလ25ရက်မှ26ရက်နေ့အထိနှစ်ရက်တာရပ်တိုးပြုလုပ်ခဲ့တဲ့ဆိုပါတင်တဲ့ဖွင့်ပွဲကို25ရက်မနက်9:00မှစတင်ဖွင့်လှစ်ခဲ့ပြီးတရားရေးဝန်ကြီးဌာနပြည်တော်စု ဝင်ကြီးဦးသိန်းဦးကဖွင့်အမစကားတက်ရောက်ပြောကြားခဲ့တယ်လို့ဆိုပါတယ်။တနန်းဖွင့်ပွဲကိုပြည်ထောင်စုဝင်ကြီးဦးသိန်းဦးပြည်ထောင်စုဝင်ကြီးရောညွှန်ကြားမှုချုပ်ဦးအာမန်တရားရေးဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝင်ဦးကျိုးဆက်ဓာကန်လတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါ်မေဘိုတနန်းဆရာဆရာမများဓာကန်လတရားစီရင်ရေးဆိုင်ရာဦးစီးဌာနတာဝန်ရှိဝန်ထမ်းများဆက်သွယ်ရေးတာဝန်ခံများ မြို့နယ်တရားရုံး32ရုံမှတရားသူကြီးများနဲ့စည်ရေးဝင်တဲ့တင်နန်းသားတင်နန်းသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ဆက်လက်ပြီးတင်နန်းနီးပြဆရာဆရာမများကသက်ဆိုင်ရာဘာသာရေးအလိုက်တင်နန်းပို့ချခဲ့ပြီး26ရက်နေ့ညနေ4နာရီချိန်မှာတင်နန်းပြီးမြောက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့နောက်တင်နန်းစင်းပွဲမှာတင်နန်းသူတင်နန်းသားများကိုစားတင်နန်းသူတဦးနဲ့တင်နန်းသားတဦးတို့ကကျေးဇူးတင်စကားပြောကြားခဲ့ကဂျာကန်လာတရားစီရင်ဆိုင်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးမှတင်နန်းစင်းမှာစကားပြောကြားခဲ့ပြီးအောင်မြင်စွာကျင်းပပြီးစီခဲ့တယ်လို့သိရပါတယ်။ Tschüss. Sure. နောက်ထပ်သတင်းတစ်ပုဒ်ကတော့ NLD ကစစ်ကောင်စီအတူရာရွေးကောက်ပွဲကိုလက်မခံနိုင်ငံတကာအတိအမှတ်မပြုရန်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစစ်ကောင်စီရဲ့အတူရာရွေးကောက်ပွဲကိုလုံးဝလက်မခံကြောင်းအတိအမှတ်မပြုကြောင်းအော်တိုဘာလ28ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းကိုထိုရွေးကောက်ပွဲကိုအတိအမှတ်မပြုနည်းပညာနဲ့ငွေကြေးအကူအညီမပေးလေးလာသူများမစေလွတ်ရန်တိုက်တွန်းခဲ့ပါတယ်။ NLD ရဲ့ဗဟိုလုပ်ကော်မတီထုတ်ပြန်ကြမှာ2020ခုနှစ်နိုဝင်ဘာလ10ရက်ပါတီစုံအထွေထွေရွေးကောက်ပွဲကိုကမ္ဘာကောင်ဆောင်များတန်တမန်များနဲ့ကုလ သမဂ္ဂပါဝင်နိုင်ငံတကာအသိအမှတ်ပြုခဲ့သည့်လူလက်ရွေတရားမျှတသောရွေးကောက်ပွဲအဖြစ်ဖော်ပြထားပြီးစစ်တကအထောက်အထားမရှိသောမဲစည်းမှားယွင်းမှုဆွဆွဲချက်ဖြင့်2021ဖေဖော်ဝါရီလ1ရက်မှအာဏာသိမ်းခဲ့ခြင်းကိုတရားမဝင်လို့ရှုံချထားပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုများကြောင့်စစ်ဘေးရှောင်3.6တန်းကျော်နဲ့နိုင်ငံအကျဉ်းသား1900တောင်ရှိလာခဲ့ကြောင်းယခုစစ်ကောင်စီကကျင်းပဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲမှာနိုင်ငံဧရိယာရဲ့3ပုံ2ပုံခန့်တွင်သာကျင်းပနိုင်မှာဖြစ်ပြီးဒီမိုကရေစီစံနှုန်းများနဲ့ကိုက်ညီမှုမရှိကြောင်းလေး ပေးထောက်ပြထားပါတယ်။2020ရွေးကောက်ပွဲတွင်မဲဆန္ဒနဲ့1180ခုနှစ်65.38ရာခိုင်နှုန်းတွင်ကျင်းပနိုင်ခဲ့ပြီးဆန္ဒမဲပေးမှု87ရာခိုင်နှုန်းကျော်ရှိခဲ့ကာ NLD ကမဲဆန္ဒနယ်များရဲ့82.36ရာခိုင်နှုန်းအနိုင်ရရှိခဲ့တယ်လို့ထုတ်ပြန်ချက်ကအသေးစိတ်ဖော်ပြထားပါတယ်။ ဆိုပါရွေးကောက်ပွဲကို ANFI ရဲ့ PACE Carter Center နဲ့ Japan Mission အဖွဲ့ပါဝင်နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များကလွတ်လပ်ရေးတရားမျှတမှုရှိတယ်လို့အစည်းအဝေးခံခဲ့ကြတယ်လို့အသိပေးထားပါတယ်။တရုတ်သမ္မတရှိချင်းပင် American နိုင်ငံခြားဝန်ကြီး Mike Pompeo ၊ Britain နိုင်ငံခြားဝန်ကြီး Nigel Adam ၊ Japan ဝန်ကြီးချုပ် Yoshihide Suga နဲ့အိန္ဒိယဝန်ကြီးချုပ် Narendra Modi ပါဝင်နိုင်ငံတကာကောင်ဆောင်များကရွေးကောက်ပွဲအောင်မြင်မှုကိုဂုဏ်ပြုခဲ့ကြကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းဆိုပါရလက်ကိုတရားဝင်အတည်ပြုခဲ့ကြောင်းဖော်ပြထားပါတယ်။စစ်တပ်၏အာဏာသိမ်းမှုကို မဲစင်းမှားယွင်းမှုဆွဆွဲချက်သည့်အထောက်အထားမခိုင်မှာကြောင်း IFES, ENFIL နဲ့ IDEA ပါဝင်နိုင်ငံတကာအဖွဲ့များကအစီရင်ခံခဲ့ကြသလိုအနာသိမ်းပြီးနောက်ရက်သားနေအိမ်9938ခုပြင်ဆင်ခဲ့ပြီးရက်သား1100တဦးသေဆုံးခဲ့ကြောင်းမြန်မာ Face Monitor ကိုကိုးကားဖော်ပြထားပါတယ်။စကောင်စီရဲ့ရွေးကောက်ပွဲတွင်လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်မရှိနိုင်ငံ area သုံးပုံတစ်ပုံတွင်သာကျင်းပနိုင်စစ်တပ်ကိုယ်စားလှယ်ထောက်ဝဲကြော်ပါဝင်မည်ဖြစ်သဖြင့်ပြည်သူကိုကိုးစားပြုမှုမရှိနိုင်ကြောင်း ISB မြန်မာနဲ့ Blue Shirt Initiative တစ်စတက်များအရပြည်သူ87ရာခိုင်နှုန်းကျော်ကထွေရွေးကောက်ပွဲကိုစတင်ကြောင်းတွေ့ရှိရတယ်လို့ဆိုထားပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလှုံ့ဆော်ရေးကောင်စီဆုံးဖြတ်ချက်2669တွင်စစ်ကောင်စီရွေးကောက်ပွဲကျင်းပရေးမပါဝင်ကြောင်းဥရောပသမဂ္ဂနဲ့အာဆီယံလွှတ်တော်ကိုယ်စားလှယ်များကစတင်ကြောင်းထုတ်ပြန်ချက်ကမီးမောင်းထုတ်ပြန်ထားပါတယ်။ NLD ကဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်တွင်ခိုင်မာစွာရပ်တည်နေပြီးဒိုင်းအန်သားမဟာမိတ်များနဲ့ပူးပေါင်း၍ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကောင်ထယ်ဖော်နေကြောင်းဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မလေးရှားမှမြမအရေးအတွက်ရွေးကောက်ပွဲမတိုင်မီတိုင်းသားလက်နက်ကင်ဖွဲ့29ဖွဲ့နဲ့တိုက်ခိုက်အင်အားစုများအလုံးပါဝင်သောဆွေးနွေးပွဲခွာလလန်ပူမှာကျင်းပမဲ့သတင်းဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကစစ်ကောင်စီကျင်းပရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားလက်နက်ကင်ဖွဲ့29ဖွဲ့နဲ့တိုက်ခိုက်အင်အားစုများအလုံးကိုခွာလလန်ပူမြို့သူဖိတ်ကြားကအလုံးပါဝင်သောတွဲဆောင်ဆွေးနွေးမှုလှုပ်ဆောင်မည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌနိုင်ငံမလေးရှားအနေနဲ့မြမအရေးကိုမြန်မာနိုင်ငံသားများကိုယ်တိုင်ဦးဆောင်ဖြေရှင်းရမည်ဖြစ်ကြောင်းရွေးကောက် ပွဲသို့လေးလာဆောင်ကြည့်သူများဆက်လို့ရင်းနဲ့ပတ်သက်၍စကောင်စီဖိတ်ကြားချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်ကြောင်းဝန်ကြီးချုပ်ကဆိုထားပါတယ်။အော်တိုဘားလ26ရက်ကကွာလာလမ်ပူမှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံတိုင်းဝန်ကြီးများအစည်းအဝေးပြီးထုတ်ပြန်သည့်အချက်28ချက်ပါကြေညာချက်မှာစကောင်စီကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအိဗယ်ရှိသောတိုးတက်မှုမရှိသေးတဲ့ဖြင့်စကောင်စာများကိုအာဆီယံထိပ်သည့်အစည်းအဝေးနဲ့ဆက်ဆက်ပွဲများမှာတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်းနိုင်ငံအရကိုစားမပြုသူကတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းရွေးကောက်ပွဲမကျင်းပမီနိုင်ငံအချက်တဲကိုဖြည့်ရှင်းရန် ်ပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြံဖတ်မှုများကိုရည်တင်ရမည်ဖြစ်ကြောင်းလေးပေးဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဝက်လက်မှာစစ်ကော်မရှင်စစ်ကြောင်းထုတ်နေတဲ့ဘေးရန်ကြားမှပြည်သူများကိုထောက်ပံ့ကူညီခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုခန့်ဝက်လက်မြို့နယ်တွင်စစ်ကော်မရှင်တပ်ကနေစဉ်စစ်ကြောင်းထုတ်မှုတွေကြောင့်အကြက်တဲဆိုင်နေတဲ့ပြည်သူတွေကိုထောက်ပံ့ကူညီပေးခဲ့တယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ခုလအော်တိုဘာလအတွင်းစီအိုစုရဲ့စစ်ကြောင်းထုတ်ပေးရန်ကြားမှာလိုအပ်နေတဲ့စာနေရိတ်ခါတည်ယူပို့ဆောင်ရေးစရိတ်အရေးပေါ်ကျန်းမာရေးစရိတ်တို့ကိုတိုက်နယ်လူသားစာနာမှတစ်ဆင့်အကူအညီထောက်ပံ့မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် လာသူစစ်ကြောင်းရဲ့တင်းဆောင်ရင်ပြိမိနေတဲ့ပြည်သူတွေအတွက်စာနယ်ရိတ်ခါကိုရွှေဘုံမြို့နယ်ပါလာဖရွှေဘုံမြို့နယ်လူခွင့်ရေးဆိုင်ရာတာဝန်ခံလူသားဆန္ဒတာဝန်ခံနဲ့စစ်ဘေးရှောင်ကုညီထောက်ပံ့ရေးဖွဲ့တို့ကပူပေါင်းကုညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ဂျမဆေအုပ်စုရဲ့တုံးမြင့်လုံဆောင်လာတဲ့အကြံဖက်လေးကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူလူထုရဲ့ကုညီလိုအပ်ချက်တွေကပုံမုံမြင့်မာလာတယ်လို့မြို့သားညီညွတ်အစိုးရလူခွင့်ရေးဆိုင်ဝန်ကြီးဌာနအနေနဲ့လည်းလိုအပ်ချက်များအတွက်ဒါရိုက်ကုညီမှုများနဲ့ပူပေါင်းချိတ်ဆက်ကုညီမှုများကိုစဉ်ဆက်မပြတ်လုံဆောင်လျက်ရှိတယ်လို့အသိပေးထားပါတယ်ရှင်။ ဆက်လက်ပြီးအချင်းအောင်တီတီမှနိုင်ငံအကြီးအကဲများအတွက်ထောင်ဝင်စာပါဆယ်ပို့ဆောင်ပေးခဲ့တဲ့တဲ့င်းကိုလည်းတင်ပြပေးကြပါရစေ။မြန်မာနိုင်ငံတွင်ရှိအချင်းအောင်တီတီမှဖန်ဆီးခံထားရတဲ့နိုင်ငံအကြီးအကဲများထံထောင်ဝင်စာပါဆယ်ပစ္စည်းများပေးပို့ခဲ့တယ်လို့နိုင်ငံအကြီးအကဲများအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုင်ငံအကြီးအကဲများအတွက်ထောက်ပံ့နိုင်ဖို့နိုင်ငံအကြီးအကဲများအဖွဲ့ထံကိုဆက်သွယ်ထောက်ပံ့မှုများမှအော်တိုဘာလမှာထောင်ဝင်စာပါဆယ်ပစ္စည်းများကိုပေးပို့ခဲ့တယ်လို့ဆိုပါရစေ။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဂျမစစ်တဲ့အာနာသိမ်းပြီးချိန်မှစတင်ကမတရားဖန်ဆီးခံထားရတဲ့နိုင်ငံအကြီးအကဲများထံမုတ်ကော်ဖီ ဟင်းလျာများနဲ့ဒဂွေသုံးပစ္စည်းများကိုထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်ခုအောက်တိုဘာလမှာထောင်ဝင်စားပါဆယ်ပစ္စည်းများကိုကျင်းအောင်၈000ရှိနိုင်ငံအချင်းသူများအားနိုင်ငံအချင်းသူများအဖွဲ့မှတဆင့်ပေးဖို့ထောက်ပံ့နိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိကျင်းအောင်တီတီတွေနိုင်ငံအချင်းသူ9000ကျော်မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီးမိသားစုများမှထောင်ဝင်စားပါဆယ်ပို့ရန်အခက်အခဲရှိနေသူများကျန်းမာရေးဆောင်ရှားမှုရရှိရန်လိုအပ်နေသူများထောင်ဝင်စားတွဲခွင့်မရသူများထောင်ဝင်စားပါဆယ်ပိတ်ခံထားရသူများစွာလည်းပါဝင်နေတယ်လို့ဆိုပါတယ်ဒါအပြင်နီလန်းမျိုးစုံနဲ့ဖိနှိပ်ခံရကမိသားစု များကပို့ဆောင်လေးရှိတဲ့အစားအစာ၊ဆေးဝါးနဲ့ချားတကူရေသုံးပစ္စည်းများကိုလည်းအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတာကြောင့်ကူညီထောက်ပံ့ပေးလိုတဲ့မိဘပြည်သူများအနေနဲ့နိုင်ငံရေးကျင်းသူများအဖွဲ့မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်းအသိပေးထားပါတယ်ရှင်။ ောက်တိုဘာလ28ရက်မှဒီဇင်ဘာလ31ရက်ထိတရားမဝင်အတူရောင်ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ကာလဖြစ်သတ်မှတ်တဲ့တရင်ကိုလည်းတင်ပြပေးကြပါမယ်။စစ်ကောင်စီကြေညာထားတဲ့ရွေးကောက်ပွဲကိုတရားမဝင်အတူရောင်ဟုရှုမြင်သည့်ရပ်ပတ်ဖွဲ့စည်းများနဲ့ပြည်သူလူထုကအောက်တိုဘာလ28ရက်မှဒီဇင်ဘာလ31ရက်နေ့အထိတရားမဝင်အတူရောင်ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ကာလဖြစ်သတ်မှတ်ကြောင်း GSCB မှတရင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ထုတ်ပြန်ချက်တွင်ဆီယာနာသိမ်းမှုဖေဖော်ဝါရီလ2021ခုနှစ်မှ စတင်ကယနေ့အထိစကောင်းစီသည်ဂျမ်ဖတ်မှုနှင့်အကျဉ်ပြချစားမှုများဖြင့်အာနာတီမြေရေးကိုရှေ့ရှုဆောင်ရွက်ခဲ့ကြောင်းရာလက်နေဖြင့်လူဦးရေ၁၂တန်းကျော်အစာအသောက်ပြည့်လတ်မှုနှင့်ရင်ဆိုင်နေရပြီးမူရစ်စေဝါနှင့်လောင်းကစားလုပ်ငန်းများပြန့်နှံ့လျက်ရှိကာ ၄၀အကြမ်းဖက်မှုများဖြင့်ပြင်းထန်နေသည့်တိုင်းပြည်တစ်ခုဖြစ်သို့ရရှိသွားခဲ့ကြောင်းဖော်ပြထားပါသည်။ဒါအပြင်ကြေညာချက်တွင်စစ်ကောင်စီရေကောက်ပွဲသည့်ဂုံတိတ်ခါကင်းမဲ့သည့်အကြမ်းဖက်ပွဲလုံပွဲနှင့်ထောင်ချောက်တာဖြစ်သည်ဟုရှုံချထားပြီးဤရေကောက်ပွဲမှတိုင်းပြည်အတွက်မြည်သည့်အပြောင်းအလဲများဆောင်ကျင်းပေးနိုင်မှာမဟုတ်ဘူးလို့ဆိုထားပါသည်။ပြည်သူလူထုတရက်လုံးကိုစုပေါင်းအားဖြင့်ရေကောက်ပွဲကိုနီးပရိယံအမျိုးမျိုးဖြင့်တပိတ်မှောက်ဆန့်ကျင်ကြရန်တိုက်တွန်းထားပါသည်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့အသက်80ကျော်အဖွားနဲ့မြေဖြစ်သူကိုဒူပြင်းရိုက်နှက်ပြီးရွှေနှင်းပတ်ဆံများယူဆောင်သွားတဲ့နန်းစီရမ်ဆီယာမအားဖမ်းဆီးရမိတယ်လို့စစ်ကော်မရှင်ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မှာအသက်84နှစ်အရွယ်ရှိအဖွားအိုနဲ့မြေဖြစ်သူတို့ကိုတန်ရိုက်ဒူနဲ့ရိုက်နှက်ပြီးရွှေတုံးနဲ့ငွေသားအချို့ယူဆောင်သွားတဲ့အဖွားအိုရဲ့ဒူမဖြစ်သူဆီယာမကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ပြည်မှုကျူးလွန်သူဟာဒေသုံးသူရဲ့ဒူမတော်ဆက်ပြီးပြည်ဦးလင်းမြို့ရက်ွက်ကြီးတုံးအမှတ်လေးအခြေခံပညာလေလံကျောင်းမှာတွဲဘက်တောင်းဝင်ထမ်း န်းဆောင်နေတဲ့လေတန်းပြဆီယာမဒေါ်ဆူဆူထုံဖြစ်တယ်လို့သိရပါတယ်။၎င်းဟာအော်တိုဘလာ25ရက်မနေ့ပိုင်းမှာဂရီမော်အိပ်ပျော်နေတဲ့တူမဒေါ်ဆက်သူ36နှစ်အရွယ်မျိုးသမီးကိုတန်ရိုက်တူနဲ့၃ချက်ခန့်ထုရိုက်ခဲ့ပြီးထိုင်ကုန်းမှာထိုင်နေတဲ့ဒေါ်ဖြစ်သူကိုလည်းငယ်လေးကိုတူနဲ့တစ်ချက်ထုရိုက်ခဲ့ကအိခန်းတွင်ရှိတတာကိုရိုက်ဖြတ်ပြီးရွှေ30ကျပ်သားတဒုံနဲ့ငွေစက်300တရာတို့ကိုယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။တူဖြင့်ရိုက်နှက်ခံခဲ့ရတာကြောင့်84နှစ်အရွယ်ရှိငိမ့်စားစာကြည့်တိုင်းမှုဖွာအိုဟာခင်းဖြစ်ပွားရချမ်းမြသာစီမျိုးနဲ့မျိုးသစ်နှစ်ရက်ကွက်ရှိနေအိမ်မှာပဲသေဆုံးသွားခဲ့ ဲ့ပြီးမြေပြည့်သူမျိုးသမီးမှဥကောင်းနဲ့ဝန်ထက်ထဲမှာပေါက်ပြဲတဲ့ရာနှစ်ချက်ရရှိခဲ့တယ်လို့သိရပါတယ်ပြမှုကျူးလွန်သူဟာအင်ငါရဲ့နေထိုင်ရာမှာငွေကြေးအခက်ခဲများစွာရှိနေခဲ့ပြီးနောက်တေဆုံးသူစီကလည်းပတ်စံချင်းငါရမရရှိခဲ့တာကြောင့်ခုလိုပြမှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုထားကြောင်းစေအုပ်စုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ထွေထွေအကျက်တွေတွေကြောင့်မျိုးပေါ်မှာပါခုလိုလူသက်မှုလူရဲမှု ခုံးမှုတွေဆက်မပြတ်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်ရှင်ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Carshell နဲ့ပတဲဖိုးတို့ကပြပို့ထား ာဖြစ်ပါတယ်ရှင်။